ဘန်လာဝါဖေးတက်ကြီး Black Media Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့တက်တူဝါဒနာရှင် Richard Clef ဆိုရယ် Megan Parkin တူအကြောင်းပြောပြမှာပါဒုက္ခနာကိုမှာတက်တူ240ကျော်ရှိပြီးတက်တူဆွဲလန်းသူလို့ကိုယ့်ကိုခေါ်ဆိုပါတယ်ဒါပေမဲ့ဒီတက်တူတွေကြောင့်သူ့ကို Blue Dam Ho စိုးရတဲ့ Parkin လို့ online မှာဝေဖန်ခံရပါတယ်ဒါဆိုသူကဘယ်သူလဲဘယ်ကလာပြီးဘာကြောင့်ဘလောက်တက်တူတွေထိုးခဲ့ရလဲဆိုတာကိုကြည့်လိုက်ကြရအောင် Richard Hef ကို1992ခုနှစ်မှာ Megan ပြည်တော်စု California ပြည်နယ် Haspia မြို့မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ဘဝအစပိုင်းကြောင့်အသေးစိတ်မသိရပေမဲ့သူကမြေစင်ကလေးကကိုယ်ပိုင်ပေါ်ပြမှုတွေကိုတံမိုးထားရတူတူဖြစ်ခဲ့ပါတယ်။စက်ခွန်နဲ့ရွယ်မှာသူဟာ Megan ရဲ့အထက်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့ချိန်မှာပထမဆုံးတက်တူးကိုထိုးခဲ့ပါတယ်။အဲ့ဒီချိန်တော့ရေထဲမှာတက်တူးတွေကိုမြင်တော်ရဲ့နေရာတွေမှာထိုးခွင့်မရှိရကြောင်းသူကခြေထောက်တွေမှာစတင်ထိုးခဲ့တာပါ။ဒါကသူ့ရဲ့တက်တူးခီးရဲ့ အစပဲဖြစ်ပါတယ်ဘေးချက်ကတတူးထူရာကိုဆွဲလန့်တယ်လို့ဆိုပါတယ်တတူးထူရာကိုစတင်လိုက်ရဲလို့မရဘူးခြေောက်ကစပြီးတဖြည်းဖြည်းတက်လာခဲ့တယ်လို့သူက truly နဲ့ interview မှာပြောခဲ့ပါတယ်သူခန္ဓာကိုယ်ရဲ့85ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းတော့အထိတတူးရဲ့နဲ့ဖုံးလန်းထားပြီးသူမျက်နှာပေါ်မှာတော့သမီးရဲ့နှာခမ်းပေါ်ကလေးရဲ့ခြေရာတွေနာမည်တွေနဲ့ chart design တွေထိုးထားပါတယ် ူကတက်တူးထိုးတဲ့အခါနာကျင်မှုရောလူပညာရောပါနှစ်သက်တယ်လို့ဆိုပါတယ်တက်တူးထိုးတာနာကျင်မှုလားဒီဇိုင်းလားမသိဘူးဒါပေမဲ့ဆွဲမဲ့ဆရာပဲလို့သူကဖွင့်ဟခဲ့ပါတယ်သူရဲ့ပန်းနိုင်က လာမဲ့၄နှစ်တွင်ခန္ဓာကိုယ်ရဲ့တရားပိုင်တော့ပြေးတက်တူးဖုံးလမ်းမှုပါပဲဒါပေမဲ့သူ့ရဲ့တက်တူးတွေကဘဝမှာစိတ်ခေါ်မှုတွေလည်းယူဆောင်လာပါတယ်သူကလေးရဲ့အကြောင်းမှာတနေချင်းတွေက သူ့ကိုကြောက်စရာကြီးလို့ထင်ကြပါတယ်ဒါပေမဲ့သူသမီး MR ကတော့ ကျမဖေကကြောက်เสียမှာမဟုတ်ဘူးတတူရေထိုးထားရမယ်အေးဆေးပါပဲလို့ခုံးစွာပြန်ဖြေခဲ့ပါတယ်ဘချက်ဟာဇနီးဖြစ်သူမာရီတာနဲ့အတူကလေးခုနှစ်ဦးကိုပြုစုပြောင်းထောင်နေပါတယ်သူတို့ဟာဘချက်ရဲ့တာနှဦးမာရီတာရဲ့တာနှဦးနဲ့သမီးတဦးပြီးတော့သူတို့တူရှိတဲ့အမှားသားလေးနှစ်ဦးနဲ့ဖွဲ့စည်းထားတဲ့မိသားစုပါမာရီတာကလည်းတတူဝါဒနာရှင်ဖြစ်ပြီးတော့သူမရဲ့လယ်ဝဲမှာဘချက်ဆိုတဲ့တတူကိုထိုးထားပါတယ် ဒါပေမဲ့သူမမျက်နှာမှာတော့တက်တူးမထိုးဘူးလို့ဆိုပါတယ်။ဒါပေမဲ့သူတို့ရဲ့ထူးခြားတဲ့ပုံမှန်သဏ္ဍာန်တွေကြောင့် online မှာဝေဖန်မှုတွေရင်ဆိုင်ရပါတယ်။တချို့ကဘလို့လောက်ပြီး blue တကောင်ကိုကလေးရဲ့အဖေဖြစ်ရွေးချယ်နိုင်တာလဲဆိုပြီးမိုက်တာကိုမေးခဲ့ကြပါတယ်။ဒါအပြင် Richard ရဲ့အသက်52နှစ်နဲ့ Mayda ရဲ့အသက်29နှစ်ကြာတောက်ကွာရှာမှုပေါ်ပါဝေဖန်ခံရပါတယ်။ဒါပေမဲ့ Richard ကတော့ဝေဖန်သူတွေကသူတို့ဘာသာပြဿနာရှိလို့သူများကိုလိုက်ဝေဖန်တာလို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။သူက ကျွန်တော်တို့ရွေးချယ်ရတာပဲကျွန်တော်တို့ပြောရှင်တယ်ကလေးလည်းပြောရှင်တယ်ဒါပဲအရေးကြီးရဲ့လို့ဆိုပါတယ်ရစ်ချက်ရဲ့အကြောင်းကကိုဝမ်ဖော်ပြမှုနဲ့လူမှုစံနှုန်းတွေကိုစိန်ခေါ်ရတဲ့အတီကိုပြသပါတယ်သူ့ရဲ့တက်တူးတွေက သူ့ကလေးရဲ့ဘဝကိုထူးခြားတဲ့ချူတောင်းကနေမြည်လက်ဖို့တင်ပေးခဲ့ပါတယ်တက်တူးတွေကကျွန်တော်ကလေးကိုမကြောက်စေဘူးစိုးရတဲ့ဖခင်ဖြစ်တယ်အဖြစ်စေဘူးလို့သူကကိုုံစွာပြောပါတယ်ဒါကြောင့်သူ့အကြောင်းသားလူတွေကိုပုံမှန်တဲ့အလွဲတကူဝေဝံဘူး သတိပေးချက်တစ်ခုပါပဲပြိတက်ကြီးရောပဲချဲ့အကြောင်းဘယ်လိုထင်လဲတတူတွေရတကယ်ပဲဒုတိယရဲ့ဇယက်ကိုဆုံးဖြတ်နိုင်သလားအောက်မှာမှန်ပြီးတော့ပြောပြပေးသွားပါအောင်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်လိုက်နေပြီး subscribe လုပ်ဖို့မေ့ပါနဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်